ချမ်းသာဒုက္ခကိုလမ်းညွှန်မှုပြပြီးအကျိုးစီးပွားကိုရစေတတ်တဲ့အကြောင်းတရားတွေကိုစီးပွားအထုတ်ခြင်းဖြင့်ချမ်းသာဒုက္ခကိုရစေနိုင်တဲ့မင်္ဂလနဲ့နိလန်းတွေကိုဆုံးမခေါ်ကြတာဖြစ်တယ်။သို့တော်လောကလူတွေယုံကြည်နေကြတဲ့ဖះဆိုတဲ့ပုဂ္ဂိုလ်တွေလို့သုရလတ်တော့ပေးပြီးတော့မတာမျိုးမဟုတ်ဘူး။များသောအားဖြင့်လူသားတွေဟာဖះထမဆုပံပြီးတော့ ရတယ်ဆိုတဲ့ပုံမှာအထင်ရောက်ရှိပြီးတော့နေကြတယ်တကယ်ကတော့လိုချင်တာစုပန်နေုံနဲ့ဘာတစ်ခုမှရပါမဟုတ်ဘူးကိုအားကိုကိုစူးစမ်းအထုတ်ချင်းပြင်တာလဲရနိုင်တယ်ဆိုတာလက်တွေ့ဘဝမှာလူတိုင်းသိကြတာပဲဘာပဲဖြစ်ဖြစ်ပညာတတ်အောင်လဲကိုယ်တိုင်စူးစမ်းစီးပွားဥစ္စာလဲကိုယ်တိုင်ရှာကြရတာဖြစ်တယ်သို့သော လောကလူတွေက ညွန်လင်းချက်ကြီးစွာနဲ့တစုံတယောက်ကကိုယ်မစားလိမ့်မယ်လို့အထင်ရောက်ပြီးအကူနေကြတာတော့ခဏချင်းအောင်ရှိနေကြတော့မယ်ပေါ့နော်တကယ်ရတော့အာကိုခံရတဲ့ပုဂ္ဂိုလ်ရဲ့ကုညီဆောင်ရှောက်မှုဆိုတာဟာအကြံဉာဏ်ပေးခြင်းလွတ်တဲ့အချက်လေးတွေကိုကုညီပေးခြင်းမျှတာလည်းဖြစ်တယ်ထိတဲ့ပို့ပြီးမလုံးနိုင်ပါဘူး မိဘတွေက သားသမီးကိုချစ်လို့ကိုသားသမီးကိုချီးပွားတိုးတက်စေချင်လို့ရှင်မိဘတွေကဘာလို့ ਆ လဲဆိုရင် သားသမီးပညာတတ်ဖို့အတွက်ကြောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းထံအနံပေးမယ်ကုန်ကြစည်တွေများစွာကုန်ကြခံပြီးတော့စီစဉ်ပေးကြတယ်ဒါလက်တွေ့ပဲလေ မလို့ရမယ်ဆိုရင်ကိုသားသမီးဘယ်နိုင်ငံရာခြားတွေပို့ပြီးတော့ဆင်းရဲဒုက္ခခံစေမလဲ။အုံဖွားဆိုမှားလိုက်တာနဲ့ပြင်းထန်တဲ့ကြီးဖြစ်သွားမှာပေါ့။စိဘဥစ္စာတိုးတက်ဖို့သူခြေတော်နဲ့သူရပ်နိုင်ဖို့အတွက်ပညာသင်ကြပေးကြ။ထိုပညာကိုအသုံးချပြီးတော့လူတွေဟာကြီးပွားတိုးတက်လာကြတာဖြစ်တယ်။သို့တော့ခဏိထီအောင်အများစုက မလေးနုနုနဲ့ YouTube ကိုးကွယ်နေကြတော့မယ်ဘုရားဗန္တာရီကိုးကွယ်တဲ့မြတ်စွာဘုရားကတရဝရီရဲ့အကျိုးကိုဆောင်ရွက်တယ်ဆိုတာမရဲအနေနဲ့ဆောင်ရွက်တာ မဟုတ်ဘူးဆိုလိုတာကမရဲဆိုတာတကူနဲ့မတာမဟုတ်ဘူးအသိပညာပေးတာပဲဖြစ်တယ်ဟိတနဲ့ဒုက္ခ စာပေကျမ်းကမှအတိလင်းဖော်ပြထားရှိတယ်ဟိတေဘောတနေနာအဟိတာသနိဝတနေနာတတနံပယဟိန္တတိတိဘုရောဘုရမြတ်စွာဟာတရားရီပေါ်မှာ ဖြစ်ပေါ်နေတဲ့အခက်ခဲဆင်းရဲဒုက္ခဟူသမျှကိုဘာနဲ့ဖယ်ရှင်းပေးသလဲလို့ဆိုရင်ဟိတေဘောတနေနာကောင်းရွှေချမ်းသာတွေကိုဖြစ်ပွားစေနိုင်တဲ့ကုသတရားတွေလိုက်နာဆောင်ရွက်ရမယ်လမ်းကြောင်းတွေလမ်းစဉ်တွေကို ခေါ်ကြဆုံးမပေးခြင်းဖြင့်တရားရရဲ့အခက်အခဲကိုကြော်လွှားစေတာပဲဖြစ်တယ်။မကောင်းတဲ့လမ်းကြောင်းကရှောင်ရှားစေခြင်းဖြင့်တရားရရဲ့အခက်အခဲကိုရှောင်လွှဲပေး။တကောတော်ဖြင့်မားစာခြင်းလို့မပါဘူးနော်။သို့သောလောကလူတွေကနေ့ထီအောင်တကောတော်နဲ့မားစာတာတို့ဒါကိုခံရင်းနေကြတော့မှရှိတယ်။တလူတဘာဝအဲ့ဒီလိုဖြစ်တယ်။အသိဉာဏ်နဲ့စဉ်းစားကြည့်မယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုကြည့် လောကကြီးမှာတကယ်ဖြစ်ဖြစ်နေတဲ့အရာမျိုးကသာလေမြတ်စွာဘုရားဆောင်ရွက်တာဖြစ်တယ်။ဒါကြောင့်မို့ဓမ္မပဒဒေသနာဟာတမားအဖြစ်ကြည့်မယ်ဆိုရင်ဘာသာတရားလို့ပြောရမှာတဲ့အဆုံးမှဏိကုံလမ်းပြပြောမယ်ဆိုရင်တကယ်ဖီလိုဆိုဖီလက်တွေ့ကျင့်သုံးလို့ရတဲ့ဤစနစ်တည်းဒါတွေကိုဟောပြတာပဲဖြစ်တယ်ပေါ့ဖီလိုဆိုဖီဆိုတာအတွေးခေါ်တသက်မြတ်တာဖြစ်တယ်တကယ်တော့ လက်တွေ့လှုပ်လို့ရတဲ့ဟာတွေမဟုတ်တချို့ဟာကြတော့လက်တွေ့ကြကြလှုပ်ဆောင်နိုင်တဲ့ပညာရည်တွေကိုမြတ်စွာဘုရားဆုံးမဟောကြားပေးတာဖြစ်တယ်။ချမ်းသာကြွယ်ဝခြင်းဘာလို့ရမလဲ။စီပါဥစ္စာတိုးတက်ခြင်းဘာလို့ရမလဲ။ဘဝတန်တရာမှာအခက်အခဲတွေကြုံလွားပြီးကောင်းစားခြင်းဘာတွေလုပ်ရမလဲဆိုတာကိုလမ်းညွှန်ပြတာပဲ။တကယ်လက်တွေ့လောကမှာလည်းပဲမွေးလာကြတဲ့လူတွေဟာ ညာသင်နေကြတာဓာရီအတွက်သင်နေတာပဲမဟုတ်လားပညာတက်သွားပြီဆိုရင်သူပညာရဲ့အကျိုးချေစုကိုအားကိုကိုပြီးလှုပ်သွားကြလို့ထိတ်တန်းရောက်သွားကြတာသို့တော့အကုယုံကြည်မှုတွေနဲ့တစ်ဖက်ကနေပြီးတော့လူတွေဟာဟုတ်လွဲမှားတဲ့ယုံကြည်ချက်တွေကတော့ရှိနေတော့မှဖြစ်တယ်မဟုတ်ရသော်ဘုရားရဲ့ဆုံးမတရားတော်တွေဟာဘာသာတရားလို့ဆိုရတဲ့လက်တွေ့ကြတဲ့အဆုံးမနိလန်းညွန်ပြ ဆူဆုံးမတဲ့အချက်တွေသာဖြစ်တယ်။ဒါကြောင့်ရသော်ဘုရားရဲ့တရားတော်တွေကနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူး။ဘဝမှာဘလို့နေထိုင်ရမလဲ way of life ဘဝမှာဘလို့နေရမလဲဘလို့နေရင်ချိပွားနိုင်တယ်။နော် way of accomplishment ချိပွားတုတ်တဲ့လမ်းနည်းနည်းတွေကိုရှင်းပြတာပဲဖြစ်တယ်။ဘာသာတရားလို့ဆိုတဲ့ဟာတွေကကိုယ်ွယ်ရုံတသက်ပဲဖြစ်တယ်။ကိုယ်ွယ်တယ်ဆုတောင်းတယ်ဆုပန်တယ် မြတ်စွာဘုရားရဲ့အဆုံးအမမှာဆုတောင်းဆုပတ်နေတာမျိုးအပေးတာမျိုးမဟုတ်ဘူးသို့သောလူတွေကတော့အကျင့်ကြီးပါနေတော့ဒါလုံးနေကြတာပဲဖြစ်တယ်ကောဆုတောင်းနေဆုပတ်နေဆိုတာကိုယ့်ရဲ့ intention ကိုဖော်ပြတာသာဖြစ်တယ်ဆုပတ်လို့ရကြတာမဟုတ်ဘူးအလုံးလုံးလို့ရကြတာသာဖြစ်တယ်ကိုကိုယ်တိုင်ကြိုးစားအထုတ်လို့ရတာသာဖြစ်အဲ့ဒါကိုမလွဲမသွေမသားချရမှာဖြစ်တယ်ဆုပတ်လို့ရရင်မြတ်စွာဘုရားကိုယ်တိုင်ကဒေသနာတော်တော်မှာဟောထားတာနော် တစုံတစ်ခုဖြစ်ချင်နေဆိုလို့ရှိရင်ဆူတောင်းမနေနဲ့ဆူတောင်းနေလို့ဘာမှမရဘူးတဲ့သူအနေထားမျိုးကိုရောက်စေနိုင်တဲ့လမ်းကြောင်းအတိုင်းဆောင်ရွက်ပါလို့ရသော်ပြားရှင်းရှင်းလေးဥပမာပြောထားတယ်မင်းဟိုဘက်ကမ်းကိုရောက်ချင်သလားမြစ်တစ်ဖက်ကမ်းမှာရပ်ပြီးဟိုဘက်ကမ်းကိုရောက်ချင်သလားငါဟိုဘက်ကမ်းကိုရောက်ပြရစေလို့မင်းဆူတောင်းနေတနေ့ကုန်ထိုင်ဆူတောင်းဟိုဘက်ကမ်းမရောက်ဘူး လေရှာသင်မောရှာဟိုဘက်ကန်ခုဘာမှမပိုင်လက်ပြကူဒါပဲရှိတယ်အဲ့ဒါရောက်တော့မှသိချာတယ်ရသော်ဗျာအဲ့ဒီလိုဆုံးမတာလေနော်အဲ့တော့လက်တွေ့ကြကြလုံးရမယ်ဆိုတာတွေကိုဆုံးမတော့လက်တွေ့ကြကြလို့ဆိုရတဲ့မယ်တခြားဘာသာတရားတွေနဲ့ရောထွေးပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုနောင်ဘဝအတွက်သာအသုံးချရမလို့လို့ဆိုတာမာယွန်းနေချက်ပဲဖြစ်တယ် နိဗ္ဗာန်ရောက်ကြောင်းတမျိုးသာရှိတယ်လောကစီးပွားရေးနဲ့ဘာမှမဆိုင်ဘူးလောကီကြီးပွားရေးကိုခေါ်တာမဟုတ်ဘူးလို့ထင်လို့ရှိရင်လည်းလုံးဝလွဲမှားနေတယ်မြတ်စွာဘုရားဟာတရားရည်ရဲ့အကျိုးစီးပွားကိုလိုလားလို့မှန်ကန်တဲ့နိလန်းတွေကိုဖော်ပြပြီးဒုက္ခကိုရစေတာဖြစ်တယ်ဒါမို့ဟိတနဲ့ဒုက္ခဆိုတာနှမျိုးတွဲဖက်တာလားဟိတလုံးမှဒုက္ခဟိတဆိုတာဘာလို့ condition အခြေအနေကောင်းတစ်ခုဖန်တီးရတယ် အဲ့ဒီအခြေအနေကောင်းတစ်ခုဆိုတာဘာလဲပြောမယ်ဆိုရင်သာသမီတူအခြေအနေကောင်းဆိုတာမိဘပြောတဲ့စကားနားထောင်တဲ့လိမ္မာတဲ့လူကြီးသူမတွေစကားနားထောင်တဲ့စာကြိုးစားတဲ့နေထိုင်ကောင်းတဲ့ဆိုတာအဲကြောင်းမမှန်တဲ့တဲ့ပညာကြိုးစားတဲ့ဒါကောင်းတဲ့အခြေအနေတွေပဲအဲ့ဒီအခြေအနေတွေကောင်းမှသူ့ရဲ့အောင်မြင် ကြီးပွားမှုဒုက္ခဆိုတာရမှာဒါမလွဲမဲ့သူမှန်ကန်တဲ့လမ်းကြောင်းမြတ်စွာဘုရားကလည်းဒါကိုဟောတာစာပေကျမ်းမှာကြည့်လိုက်မယ်ဆိုရင် ဖျားပွင့်လာတဲ့ဆိုတာဘ ഹു ဇနဟိတာယဘ ഹു ဇနဒုက္ခယအများအကျိုးစီးပွားဖြစ်ထွန်းဖို့နဲ့အများချမ်းသာဖို့အကျိုးစီးပွားလို့ဆိုတာအကျိုးတရားကိုပြောတာမဟုတ်ဘူးအကျိုးတရားတွေဖြစ်ပွားဖို့ရအကြောင်းကိုလောက်ออกมาဖြစ်တယ်ပေါ့တိုင်းပြည်တပြည်မှာ စီးပွားရှာလို့ကောင်းနေတယ်ဆိုတာဟိတာစိုက်ပျိုးမွေးမြူရေးစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိုးလေဝသမှန်ကန်ပြီးတော့ ကိုလိုအပ်တဲ့ရေတွေရတယ်၊ပြေးနေထားတွေရှိတယ်၊ရာသီဥတုကောင်းတယ်ဆိုတာတွေဟာဟိတ။အဲ့ဒီဟိတပေါ်မှာအခြေခံပြီးတော့မှစိဘအောင်မြင်မှုဆိုတဲ့ဒုက္ခကိုရမှာဖြစ်တယ်။အေးမိုးလီဝသားကမမှန်ဘူး၊မြေကောင်းရေကောင်းမရှိဘူးဆိုရင်စိုက်ပျိုးရေးလုပ်ဖို့အချိန်နေမကောင်းဘူး။သူတို့ပဲပြောရမှာ။ခြေနေကောင်းဆိုတာအဲ့ဒါကိုဆိုလို့နော်။ခြေနေကောင်းဆိုခြေနေကောင်းမှဒုက္ခဆိုရတယ်။ အဲ့တော့ရသော်ဗျာအချင်းနေကောင်းတစ်ခုဖန်နီဖန်နီပေးတာအချင်းနေကောင်းဖန်နီတဲ့ပုံမှာအတုံးချပြီးတော့ဒုက္ခဆိုတဲ့ခြံသားကိုရကြတာလို့ဒီလိုဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့ရသော်ဗျာရဲ့ဆုံးမတရားတော်တွေဟာလူဘဝမှာစီးပွားရှာကျင်နာလားကြော်ကြားကျင်နာလားအောင်မြင်ကျင်နာလားဟောကျမ်းမာကျင်နာလားအသက်ရှင်ကျင်နာလားဘဝမှာ ဘာပဲတို့ချင်းတို့ချင်းတို့ချင်းနဲ့နီလန်းနေရအောင်လုပ်နေတဲ့နီလန်းတွေကိုဟောပြောဆုံးမတာပဲဖြစ်တယ်နော်တကယ်ရစီနိုင်တဲ့နီလန်းတွေကိုမြတ်စွာဘုရားဆုံးမတယ်အဲ့လိုမဟုတ်ဘူးတန်လျာကြီးထဲမှာမနေချင်တော့ဘူးဥချင်းအချင်းတည်ချင်းဆိုတဲ့ဒုက္ခတွေမခံချင်တော့ဘူးနိဗ္ဗာန်ကိုဘယ်တော့မှမဝရမနာရတဲ့အနေအထားမျိုးရောက်ချင်တယ်ဆိုရင်လည်းအဲ့ဒီလမ်းကိုညွှန်ပြတယ်အဲ့ဒါနောက်ဆုံးမှညွှန်ပြတယ်နော် ။နောက်ဆုံးမှညွန်ပြတာဆိုကိုကလောကမှာကြီးပွားခြင်းတယ်တိုးတက်ခြင်းတယ်ဘာလို့ရမလဲ။အဲ့ဒါကိုလည်းမြတ်စွာဘုရားအခြေခံအဖြစ်ညွန်ပြတာ။ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာအဆုံးအမတရားတွေသာဖြစ်တယ်။လက်တွေ့ကြကြလိုက်တာကျင့်သုံးနိုင်တဲ့တရား။ဓမ္မဗရဒေသနာတော်မှာလက်တွေ့ဘဝတစ်ခုကိုအကြောင်းပြုပြီးတော့သီဝရီထုတ်တာပဲဖြစ်တယ်မြတ်စွာ statement ပေါ့အခုလိုပြောရင်အဆိုပြုတဲ့စကားတစ်ခုလောကမှာ ဒီနိတိဆိုလို့လမ်းညွှန်ချက်တစ်ခုကိုပေးလိုက်တာဘာလို့ရင်ဘာဖြစ်တယ်ဆိုတဲ့ guideline တော့မဟုတ် proverb ဆိုရိုးတစ်ခုပြုတ်လိုက်တာပဲဖြစ်တယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်ကြိုးစားကဖျားဖြစ်တယ်ဆိုတဲ့စကားကြိုးစားဖို့ပြောတာနော်ကြိုးစားဖို့ရည်ညွှန်း rolling stone get that no moss ဆိုတာအမေအလုပ်တွေခဏခဏပြောင်းမယ်ဆိုလို့ရှိရင်ဘာမှဖတ်တယ်မှာမဟုတ်ဘူးဆိုတဲ့စကားပြောတာ နိုးပိန်နိုးခိန်မင်းအနာမခံလို့ရှိရင်အသာဆိုင်ရမှာမဟုတ်ဘူးဒါတွေကတေဥတီတွေအဲ့လိုလမ်းညွှန်ချက်တွေမြတ်စွာဘုရားဆုံးမမှာလေအဲ့တိုင်အဲ့ဒီထိတယ်ပို့ပြီးတော့မြတ်စွာဘုရားဆုံးမနိုင်တာတော့နိဗ္ဗာန်ရဲ့အကြောင်းတရားထိအောင်ဆုံးမတယ်လို့သူတို့ဆိုလို့တယ်သို့တော့အများစုကဘုရားတရားတော်တွေကလောကုတ္တရာတွေတို့နဲ့မဆိုင်ဘူးဆိုပြီးမျက်ကွယ်ပြုတ်တတ်ကြတယ်ပေါ့နော်ကဘာမှာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားတရားတော်ဟာ နောက်ကုတ္တရာတရားကြီးပဲမဟုတ်ဘူးမျက်မှောက်ဘဝမှာ ကောင်းရချမ်းသာရရှိနိုင်တဲ့ဤလန်းနေခေါ်တယ်ဒီဘဝတည်းဆိုရင် မပြည့်စုံသေးဘူးဒီဘဝမှာဘယ်သူမှအမြဲမနေရဘူးနော်ဒီဘဝအဆုံးသတ်သွားလို့ရှိရင် နောက်ဘဝအတွက်စိတ်ချစေရမယ်ကိုချင်းတရားတွေကိုခေါ်တယ်အေးဤဘဝနောက်ဘဝဒီလိုကြီးပဲသွားနေရမှာလားဆိုဘဝဆိုတာကိုမလိုချင်ဘူးဆိုလို့ရှိရင်လေ exit ဆိုဘဝကထွက်လန်းကိုပေးထားတယ်ဟောပြည့်ပြည့်စုံတယ်နော် တချို့ဘာသာတရားဒီဘုရားကောင်းစားရေးတော့လမ်းညွှန်ခြင်းလမ်းညွှန်ပဲ။နောက်ဘုရားကောင်းစားရေးကြတော့ကောင်းကင်ဘုံပဲရှိတယ်နော်။ကောင်းကင်ဘုံတစ်ခုပဲပြောတယ်။အဲ့တော့ရသော်ဘုရားရဲ့အဆုံးအမတရားတော်မှာဒီဘုရားလည်းကောင်းစားမယ်။နောက်ဘုရားဆိုတာနောက်ဘုရားပေါင်းမြောက်များစွာအတွက်လည်းကောင်းကျိုးချမ်းသာရ။ဘဝတွေကိုယုံမုန်းပြီးမလိုချင်တော့ဘူးဆိုရင်လည်းပဲဘဝကထွမြောက်ကြောင်းလမ်းစဉ်ကိုဟောပြောဆုံးမပေးတာပဲဖြစ်တယ်။ အဲ့တော့ဆူတောင်းဆူယူဆိုတဲ့ဘာသာတရားမျိုးမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးလိုက်နိုင်ရမယ်အဆုံးမတရားလို့အဲ့တော့မြတ်စွာဘုရားတရားတော်တွေဟာ လောကီဘက်ကပဲရှုတော်ကပဲကြည်ကြည်လောကုတ္တရာရှုတော်ကပဲကြည်ကြည်မှန်နေတယ်ခေါင်းလုံးကဲဒီနေ့ဓမ္မဗရာဒေသနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများဆိုတာလေးကိုကြည်ကြည် လောကီဘက်မှာလည်းဘာကိုရည်ညွှန်းတယ်လဲလောကုတ္တရာဘက်ကဘာကိုရည်ညွှန်းတယ်လဲဆိုတာကြအပိုင်း35မှာမှတ်သားရမယ်မြတ်ဗုဒ္ဓရဲ့ဓမ္မပရထေသနာမှာဘာပြောလဲဆိုအပမတော်အမတပဒံပမတော်မစ္ဆုနောပဒံတမန်ပြောလိုက်ရင်ဒါလေးကရှင်းရှင်းလေးပဲเนาะအပမရဆိုတာမင်းအခြေအနေတစ်ခုပေါ်မှာရင်မှုမေးလျော့နေမဲ့ဆိုလို့ရှိရင် ပမာဒရင်မူးမေးရောမဲ့ဆိုရင်ဆင်းရဲဒုက္ခကလွတ်ကြောင်းမရှိလို့မင်းအဖမှန်ဒုက္ခရောက်ခြင်းရဲ့အကြောင်းဆိုပါစို့အဖမှန်သိရခြင်းရဲ့အကြောင်းတစ်ခုဖြစ်နေတန်တရားတွေကဘယ်တော့မှထွက်နိုင်မှာမဟုတ်ဘူးဒါတစ်ခုလောကုတ္တရာဘက်ကကြည့်လို့ရှိအပမာဒောအမတပရံဘဝတစ်ခုမှာ အခြေအနေတစ်ခုပေါ်မှာရင်မူးမေးရောမနေပဲနဲ့ကြိုးစားအထုတ်ခြင်းဟာ အမတပထာဘယ်တော့မှမတည်တဲ့ မတရားအဆင့်ကိုရောက်ဖို့ရတဲ့လုံလောက်တဲ့အကြောင်းတရားဖြစ်တယ်အဲ့တော့ဒီဒေသနာတော်ဟာတမန်အဖြစ်ကြည့်မယ်ဆိုရင်အပမရဆိုတဲ့ mindfulness ပေါ့နော်ကိုယ်အလုပ်ပေါ်မှာအာယုစိုက်ပြီးတော့ရရှိထားတဲ့အခြေအနေတစ်ခုပေါ်မှာရင်မူးမနေဘဲနဲ့တတိနဲ့ကြိုးစားအထုတ်နေရမယ်အဲ့ဒါလိုကြိုးစားအထုတ်ဆွဲဆွဲမြင်းမြင်းလုပ်နေခြင်းဟာအမတပဒါနောက်ဆုံး အမြင့်ဆုံးအဆင့်ဟာဘယ်တော့မှမတည်ရတဲ့နေရာမျိုးဖြစ်အောင်ရောက်သွားနိုင်တယ်ပေါ့အဲ့ဒီလိုမျိုးပဲနဲ့စန့်ကျင်မဲ့ပမာဒခြေနေတစ်ခုပေါ်မှာယဉ်မှုနေလို့ရှိရင်ဖန်တဲ့လေးလေးတည်ခြင်းအကြောင်းဖြစ်တယ်ဒါအမြင့်ဆုံးအိဗယ်ကိုပြောတာကဲအခြေခံအိဗယ်တစ်ခုစဉ်းစားကြည့်အပမာဒမင်းလက်ရှိလုပ်နေတဲ့အပေါ်မှာယဉ်မှုမနေပဲနဲ့တတိရှိရှိနဲ့စ조사အထုတ်မယ်ဆိုရင်အမတပဒ မင်းရဲ့ဂုံတိခါဟာဘယ်တော့မှကြာဆုံးသွားမှာမဟုတ်ဘူးအမြဲတမ်းရှင်သန်နေမှာပဲလို့သူတို့ဆိုလို့လူဘဝတချို့ကလူမသေးခင်သေသွားတယ်လေဂုံတိခါတွေဂုံတိခါတွေကြာဆုံးပြီးသေသွားတယ်အဲ့ဒါမေးတယောက်သွားမမေးလျော်ဘူးဆိုရင်မင်းဘယ်တော့မှမသေးဘူးလောကကြီးထဲကမင်းသေမှာမဟုတ်ဘူးပျောက်ွယ်သေတယ်ဆိုတော့ပျောက်ွယ်သွားဆိုပါစို့မြန်မာလူမျိုးတွေရဲ့ရင်ထဲမှာအနောယထာမင်းဆိုတာရှိတယ်ကျန်စစ်သားဆိုတာရှိတယ်ဟုတ်ဘယင်တော် အလောင်းဖရာတို့ရှိနေကြအဲ့ဒီလူတွေဟာအကြောင်းမဲ့ရှိလာတာမဟုတ်ဘူးသူတို့ကြိုးစားအထုတ်ခဲ့တာအဲ့ဒီလူမမိမလျော်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ဟာလူသေးတော်လဲနာမည်မသိဘူးဒါမှမဟုတ်အမတပလလို့ဒီအိဗယ်ကိုယူလို့လည်းရတယ်ပေါ့နော်ခုံသိခါအဖြစ်နဲ့သိဆုံးတော်မှာမဟုတ်ဘူးဘယ်တော့မှမသိဆုံးဘူးဘယ်တော့မှမကြဆုံးဘူးလို့သူတို့ဆိုလို့လေမမှန်ကန်ကန်နဲ့ တတိရှိရှိနဲ့ဆွဲဆွဲမြဲမြဲကောင်းတဲ့အလုပ်တွေကိုလုပ်သွားတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှလောကကြီးကပျောက်ွယ်ပြီးတော့သူ့နာမည်ဟာတိမ်မြုပ်သွားမှာမဟုတ်ဘူးလို့အမတပလဒီလိုဒိဗ္ဗေမျိုးလေးရပမာတော့မစ်စုနော်ဗလားမိမိလျော့ရော့လို့ရှင်လှုပ်ပြီးတော့နော်ရင်မှုနေတဲ့ပုဂ္ဂိုလ်ကတော့မကြခင်ပဲလူကမသေးခင်နာမည်ပျောက်သွားလူမသေးခင်နာမည်ပျောက်သွား လူလဲတေသွားရောဘယ်သူမှအတိမပြူတဲ့အနေထားမျိုးရောက်တာဘယ်သူမှမသိတော့တေသောသူကြာရင်မေးဆိုအဲ့ထက်ပါဟာကိုကွန်ပျူခံရတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘူးလို့လောကမှာကွန်ပျူခံရတဲ့ပုဂ္ဂိုလ်တွေဟာအပမာဒဆိုတဲ့မမိမိတရောစ조사အထုတ်တဲ့ပုဂ္ဂိုလ်တွေကြီးပဲเนาะမိမိတရောရနေတဲ့ပုဂ္ဂိုလ်ဟာမကြခင်မဲ့လောကကြီးကပျောက်ကွယ်သွားတယ်အပျောက်ကွယ်တာဟာမစ္ဆုနောပဲเนาะ နာမည်သေဆုံးသွားတယ်ဂုံသိက္ခာသေဆုံးသွားတယ်အဲ့ဒီအိဗယ်မျိုးကိုမြတ်စွာဘုရား ရှင်းလင်းဟောကြားတာပဲအဲ့တော့အပမရဆိုတဲ့တရားဘာရောလို့ဆိုလို့ရှင်မမိမနေရဘူးဆိုတာအရာရောမှာတတိနဲ့လုပ်တယ်တတိနဲ့သွားတယ်တတိနဲ့စားတယ်ကိုယ်လက်ရှိရှိနေတဲ့အရေးချင်းတစ်ခုကိုအမြဲတမ်းကိုယ့်ကိုဆင်ញင်သုံးသပ်နေတယ်အပမရဆိုတာအခြေခံလေးတစ်ခုပြောလိုက်တာ တတိရှိနေနောက်ကပါလာတော့ဆိုပညာလာတယ်တတိနဲ့သမ္ပစဉ္ညဒီကနေ့ခင်မှာတတိအရေးကြီးတာကိုနိုင်ငံရခြားလူတွေကသဘောပေါက်တယ်သို့တော်ဘုရားမသာတရားတော်လို့သူတို့မပြောချင်တဲ့အခါ mindfulness လေ့ကျင့်ခန်းဆိုပြီးလုပ်နေကြတာနော်ဒါတတိလေ့ကျင့်ခန်းပဲအပမာရ mindfulness based stress stress reduction ဆိုတာ MBSR လို့ အမေရိကန်နိုင်ငံမှာဘယ်သူတီထွင်တယ်လဲဆိုရင်တော့ဘယ်သူတီထွင်တယ်ဆိုတာတော့သိချာမသိပေမဲ့လို့ဗမာပြည်မှာလာရောက်ပြီးတရားထိုင်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။နော်။ mindfulness လေ့ကျင့်ကမဟာမြတ်စွာဘုရားဟောတော်မူတဲ့တတိပဋ္ဌာန်တရားတော်ပဲ။တတိနဲ့သမ္ပစဉ္ညာသူတို့က MBSR ဆိုတာ MBSR M ဆိုတာ mindfulness B က based threat reduction လောကလူတွေဟာကြီးပွားချမ်းသာခြင်းနဲ့ဆန္ဒတွေပြင်းထန်ကြတယ်စ조사ကြတယ်အောင်မြင်သူရှိတယ်မအောင်မြင်သူရှိတယ်မအောင်မြင်တဲ့ပုံကိုယ်တွေကစိတ်ဖိစီးမှုဆိုတဲ့ threat တွေဖြစ်လာကြတယ် depression တွေရလာတယ်အဲ့လိုတွေဖြစ်လာအဲ့ဒါမျိုးမဖြစ်ရအောင်လို့သူကဘာလုပ် mindfulness တွေခြင်းကလုပ်တယ်နော်တခြားအရာတွေမလုပ်ဘဲနဲ့ညစွာဘုရား mindfulness တွေခြင်းကို จอดทาระกูเอ้กูเล่นลูกชามูรีอาลงบอมาไม่พูเนสเอาสมะกูอวบเปียนหัวทาสะไม่พูเนสแล้วประกันข่อยเอาไก่นะซาระเต้าทาเอริยาสะเอาสมาเด็กๆนี่ละไอ้ท่าสะบีไม่พูเนสปาดแต่ดีวันนา้นต้องมาจีเมสุโรชินและกูชี้สะชีดูน้องเงินลูกท่าสะกูไม่พูเนสเนี่ยตัวเอร่าแต่ดีเนี่ยตามสีญญานี่ย mindfulness and comprehension ต้องขอเเนาะ တတိထားတယ်ဆင်ញင်ဆင်ញင်စဉ်းစားတယ်တတိထားခြင်းစဉ်းစားခြင်းဆိုတဲ့ဒီနှစ်ခု ਨੇ ပေါင်းစပ်ပြီးတော့အလုတ်လုံးနေမယ်ဆိုတဲ့ပုံကိုတရားဟာအချိပွားတုတ်တက်နိုင်တယ်ဒါကြောင့်မို့အဲ့ဒီလေ့ကျင့်ခန်းကိုဝိချေတနာမြောက်များစွာပေးပြီးတော့ခွာလေ့ကျင့်နေကြတယ် mindfulness based stress reduction ဆိုတာသင်္ဍန်ပို့ချတယ်အလကားတက်လို့မရဘူးเนาะအခုဘာပြေပါအလကားတက်လို့ရ mindfulness based stress reduction အဲ့ဒီနီးစနစ်ဟာတကယ်အကျိုးရှိတယ်ဆိုတာလက်တွေ့အသုံးချတဲ့လူတွေကသိတယ်။ဒါမြတ်စွာဘုရားရဲ့နီးစနစ်သူတို့က mindfulness တစ်ခုတည်းနဲ့နေကျင်ခံတယ်။မြတ်စွာဘုရားရဲ့အဆုံးအမကျတော့ mindfulness and comprehension နှစ်ခုတွဲသွားရမယ်လို့ဆိုလို့တတိထားရမယ်စဉ်းစားရမယ်တတိထားရမယ်စဉ်းစားရမယ်သူကစဉ်းစားမှုကနောက်လိုက်နေတယ်အများတတိရှိမှပညာဆိုတာဖြစ်တယ်တတိကင်းတဲ့ပညာဆိုတာမရှိဘူးတဲ့ အဲ့ဒါကြောင့်မို့တတိနဲ့ပညာတွဲဖက်တာအဲ့ဒါလိုတွဲဖက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကိုယ့်ဘဝကိုယ့်အခြေအနေကိုအမြဲတမ်းသိနေတယ်လူတွေတော်တော်တခုမာရွယ်မှုမလုံးသည့်အတွက်ကြောင့်အောင်မြင်ကြီးပွားမှုတရဖူဆောင်းနိုင်ပေါ့ဒီလိုဆွတ်လို့တာနော်အဲ့ဒါကြောင့်မို့လို့အပမရတရားကိုမြတ်စွာဘုရားအဓိကထားပြီး အပမရောအမတပဋ္ဌံမမိမလျော်ကျွမ်းအထုတ်မှုဟာမသိခြင်းရဲ့အကြောင်းဖြစ်တယ် မိမိပမာတော်မစ္ဆုနောပဒမိမိလျောရောနေခြင်းဟာတေရခြင်းရဲ့အကြောင်းဖြစ်တယ်။တေဆုံးပြောက်ွယ်ရခြင်းရဲ့အကြောင်းဖြစ်တယ်။ဒီနှစ်ခုပမာရနဲ့အပမာရ။ဆွဲဆွဲမြဲမြဲလှုပ်တာလည်းပဲအပမာရလည်းမပါတယ်နော်။ဆွဲဆွဲမြဲမြဲလှုပ်တာ။ဒါမို့အပမာရရဲ့အသေးပဲကိုဖွင့်ဆိုတဲ့အခါမှာတက်ကိစ္စကာရီတလီတစားလှုပ်တယ်နော်။ တတတကာရီစင်စက်မပြတ်လှုပ်တယ်အထိတကာရီဆွဲဆွဲမြဲမြဲတီတီခိုင်ခိုင်မာမာလှုပ်တယ်ဆိုတာ၄အကုန်လုံးပေါင်းထားတာနော်မမေးမနေရဘူးဆိုတာအေးမြတ်စွာဘုရားကဒီဒေသနာတော်မှာ အခုလို့ဟောတာအပမတော်အမတပဒံပမတော်မစ္ဆုနောပဒံအပမတာနမယန္တိပြန်ရှင်းပြတယ်အခုနကတော့သဘာဝတရားကိုပြောတာ အပမာရောမမေ့မလျော့မှုဆိုတဲ့အကြောင်းတရားဟာအမတဗရံမတိမတိပဲနဲ့သာဝရတိရှိနေခြင်းရဲ့အကြောင်းဖြစ်တယ်။ပမာရောမေ့လျော့နေမှုကတော့မစ္စုနောဗရံတေဆုံးပြောက်ွယ်ခြင်းရဲ့အကြောင်းဖြစ်တယ်။အပမတနာမယန္တိမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမတည်ဘူးလောကကြီးကဘယ်တော့မှ ပြောင်းမသွားဘူးဒီလိုဆိုလိုတယ်နော် ယ်တော့မှတည်မသွားဘူးသူတို့ဟာခုံတိတ်ခါအပြည့်နဲ့တည်သွားတာမဟုတ်ဘူးသူတို့ရဲ့ခုံတိတ်ခါတွေရေချင်းတွေဟာရှိနေမှာဖြစ်တယ်ရေပမတ်တာယထမတာမိရရတဲ့ပုဂ္ဂိုလ်တွေကတော့ဘာမှမထူအသက်ရှင်လျက်သေးနေတာနဲ့တူတယ်လို့ရသော်ဗျာဒီလိုဟောတာအဲ့တော့လောကမှာရှင်လျက်သေးနေသူနဲ့သေးသွားတော့လဲရှင်လျက်ရှိသူဆိုပြီးနှမျိုးခွဲလို့ရတယ်နော် အဲ့တော့ကိုယ့်ကို ရှင်လျက်တည်သူပဲဖြစ်စေနဲ့သူတို့ဆိုလိုတာဘယ်လောက်ပဲလုံလို့တလီတစားဆွဲဆွဲမြဲမြဲခိုင်ခိုင်မာမာအတိညာရှိရှိနဲ့ကြိုးစားအထောက်သွားမယ်ဆိုရင် အောင်မြင်မှုကိုရရှိကြမှာဖြစ်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ကိုယ့်အခြေအနေကိုကိုယ်ဆင်ခြင်သုံးသပ်နိုင်စွာမရှိဘူးမိမိလျော်လျော်ရထားတဲ့အခြေအနေလေးကို တကယ်ကိုအချိန်လေးကောင်းကြီးချင်းပြီးတော့နေလို့ရှင်မကြခင်ပျောက်ကွယ်သွားနိုင်တယ်ဒီလိုဆိုလို့လေပေါ့နော်အဲ့တော့ဒီဒေသနာဟာတမမဟုတ်ဘူးဘုရားဘာသာမဟုတ်တဲ့အတောကမင်းကြီးကိုဒီကျောရတမဏိကနေပြီးတော့ဖခင်ရဲ့အဆုံးအမတစ်ခုကိုပြောပါဆိုထားပြောလိုက်တာဒီအဆုံးအမကြားပြီးတော့အတောကဘယင်းကြီးကဘုရားဘာသာဖြစ်သွားတာငကိုယ်တော်ကဘုရားဘာသာမဟုတ်ဘူးထို့တူပဲမြတ်မတမိုင်မြတ်မရာဆွဲမှာခြိလိုက်လို့ရှင် အနောထဘယကြီးဟာဘုရားဘာသာဆစ်ရှင်မဖြစ်ခင်အခုလိုပဲရှင်အရဟံစီကအပမရောအမတပ္ပဏဆိုတဲ့ဒီတေသနာကို나ယူလိုက်ရတဲ့အခါမှာဘုရားဘာသာဆစ်ရှင်ဖြစ်သွားတယ်ဒီအဆုံးမရပါဘူးမင်းမယ်ဖြစ်ဖြစ်တိုင်းသူပြည်သားပဲဖြစ်ဖြစ်အရာရှိပဲဖြစ်ဖြစ်ဝန်တန်းပဲဖြစ်ဖြစ်အလုံးဟာအပမရလို့ဆိုတဲ့ ရှင်မူမိတ်ရဲ့ချင်းကင်းတဲ့တတိရှိလို့ရှင်ကြီးပွားတုတ်တယ်မှာပဲတတိမရှိဘူးဆိုရင်ကြာဆုံးသွားနိုင်တယ်လို့ဒီလိုဆုံးလို့ပဲပေါ့နော်အဲ့တော့ဒီဒေသနာတော့ဟာလောကီကိစ္စမှာလည်းပဲမြတ်စွာဘုရားရဲ့လမ်းညွန်ဆုံးမမှုဟာလောကီအတွက်လည်းပဲအကျိုးရှိတယ်ညို့အဲ့တော့အပမာရဆိုတဲ့တတိကဘယ်တော့မှပျောက်ကွယ်သေးဆုံးသွားခြင်းမရှိတဲ့မရှိဖို့အတွက်အကြောင်းတရားဖြစ်တယ် ပမာရဆိုတဲ့မိရိယချင်းကတော့တေဆုံးပြောက်ွယ်သွားခြင်းရဲ့အကြောင်းဖြစ်တယ်။တေဆုံးပြောက်ွယ်သွားခြင်းရဲ့အကြောင်းဖြစ်တယ်။အပမတာနာမယန္တိယေပမတ္တယထမတာ။မိရိယမမိမရိယတဲ့ပုဂ္ဂိုလ်တွေဟာထာဝရအသက်ရှင်နေသူတွေဖြစ်ပြီးမိရိယတဲ့ပုဂ္ဂိုလ်တွေဟာအသက်ရှင်နေရဲ့သေးနေသူတွေပဲဖြစ်တယ်။ဟော။အေဝံဝိတေတာတောညတ်တဝါ။ဒီလိုထူးခြားချက်ကိုစေသာစင်ရင်အသိဉာဏ်သက်ဝင်ရမယ်။ အဲ့ဒီအသိဉာဏ်သက်ဝင်ပြီးတဲ့အခါမှာအပမဒံမိပဏိတာအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကဟုတ်တယ်ငါတို့ဟာအရာအရာမှာရှင်မူမေရောနေဖို့မတော်ဘူးတတိရှိရှိနဲ့အသိရှိရှိနဲ့တို့တွေကြိုးစားအထောက်အမှားဆိုပြီးတော့အပမရဆိုတဲ့တတိနဲ့ပညာတရားပေါ်မှာယက်တိချတယ်ခိုင်မှာယက်တိချတယ်ဘာလို့လို့တတိရှိရှိနဲ့သွားနေတယ် ကိုအချင်းတွေကကိုဘကိုစင်ချင်းသုံးသပ်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတယ်။အဲ့ဒီပုဂ္ဂိုလ်တွေကတိုးတက်သွားတာပဲเนาะအပမဒံမိပန္တိတာအပမဒီပမောဒန္တိသူတို့ဟာတတိရှိရှိနေရတာကိုပဲသူတို့ဘဝမှာပျော်စရာကြီးလို့ဒီပုံမှာပဲမွေးလျော်တယ်ဆိုတော့ဘယ်တော့မှတတိလက်လွတ်ငှက်တောင်ကျွတ်ဘဝမျိုးဘယ်တော့မှမရောက်စေဘူး။မြဲတမ်းတတိရှိပြီးတော့နေကြတယ်။အရိယာဏဂောစရိရတ္တ လောကမှာအစင်မြင့်ပြီးတော့လူတော်လူကောင်းတွေရဲ့ကိုချင်းတရားတွေပေါ်မှာ သူတို့ဟာအခိုင်အမာယက်တည်ပြီးပျော်မွေ့နေကြတာဖြစ်တယ်။အပမရာရှိလာပြီဆိုလို့ရှိရင်အပမရာရှိသူနဲ့မရှိသူတို့ရဲ့ထူးခြားချက်ကိုကောင်းကောင်းကြီးသဘောပေါက်တယ်။ဘယ်လိုလုပ်ဆိုတော့မိလျော်နေတဲ့ပုဂ္ဂိုလ်တွေဟာတော့အသက်ရှင်နေတဲ့တည်ဆုံးနေသူတွေပဲ။ဂုံအားဖြင့်လည်းသူတို့ဟာပေါ်လွင်လာကြတာမဟုတ်ဘူး။ ဂုံတိခါအပြင်နဲ့ထင်ရှားပေါ်လွင်မှု မရှိကြဘူးအပမရလို့ဆိုတဲ့တတိရှိရှိနဲ့ဆင်ញံတုံတရားရှိရှိနဲ့ကျိုးပန်းအထုတ်တဲ့ပုံကိုယ်တွေကတော့တည်သွားတောင်မှသူတို့နာမည်ကိုဘယ်သူမှမမေ့ကြဘူးသူတို့ဟာတည်သွားတောင်အသက်ရှင်နေတဲ့ပုံကိုယ်တွေလို့အဲ့ဒီလိုထူးခြားတဲ့အခြေအနေတရားကိုသေးသေးချာချာလေးနဲ့ထားစဉ်းစားပြီးတော့အပမရလို့ခေါ်တယ်